အစ္စလာမုအလัยကုမ်ဝရဟမတူလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1249ခုရဘီယောဆာနီ30ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ23ရက်နေ့ကျတော်ပရီနေ့မှာ5မိနစ်တင်အောင်မြင်ခေးရဲ့သင်ခန်းစာအမှတ်စာ1180ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒေါက်တာအသမ်ချရကာဝီကိုကာရေးတာတဲ့အတိတ်ရဲ့စာမျက်နှာလေးကိုပိတ်သိမ်းလိုက်ပါဟာဇတ်ယူဆုဖ်အလัยဆလာတူဆလမ်တခင်ကမိမိရဲ့ညီကိုရင်းနဲ့ပတ်သက်ပြီးတော့ အမိန်ရှိတယ်လာတသရီဘာလိကုမ်လ်ယောမ်ယောဂဖီရူလလာဟူလကုမ်အော်ယူဆုဖ်တခင်ကပြောတယ်ဒီနေ့အချိန်မှာအတင်တို့ဟာတင်တို့နဲ့ပတ်သက်ပြီးတော့ဘာအပြစ်မှငါမတင်တော့ပါဘူးအလောရှိမြတ်ဟာတင်တို့ကိုလွန်ကျင်းချမ်းသာခွင့်ပေးတော်မူပါစေတဲ့ဒီနီကိုရီဟာတခင်ကိုတပ်ဖြတ်ဖို့အကြံစီရှိခဲ့ကြပါတယ်ပြီးတဲ့နောက်ပိုင်းမှာဆိုးရွားမှုတွေအနက်ကအနည်းဆုံးဆိုးရွားမှုကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တယ်သူတို့ဟာယူဆုဖ်တခင်ကိုရေရင်းနဲ့ပြစ်ချခဲ့ပါတယ် ချီဂျူနီကိုဇီးကွက်မှာရောင်းတယ်လို့တခင်ကိုရောင်းချခဲ့ပါတယ်ဒီနောက်မှာသူတို့ဟာသူတို့မိုက်တွင်းနဲ့နဲ့တူးပြီးသွားတဲ့အခါအခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါယူဆပ်အလိုင်ဆမ်တခင်ဟာအီဂျစ်နိုင်ငံရဲ့အကြီးပါလာတဲ့တကယ်ဝင်ကြီးဘရင်အဆင့်ကိုရောက်ရှိနေပြီဖြစ်တဲ့သူတို့ကတမန်တော်ယူဆပ်အလိုင်ဆလမ်ထံတော်ပါမှာအခါစားဝင်တဲ့အချိန်တမန်တော်ယူဆပ်အလိုင်ဆလမ်တခင်ကသူတို့ကိုခွင့်လွှတ်ပေးခဲ့တယ် ပြီးတဲ့အခါမှာသူတို့တောင်းပန်တာတွေကိုလည်းလက်ခံပေးခဲ့ပါတယ်အဲ့တော့ဒီလိုလုံနိုင်ပါလေရဲ့ခွင့်လွတ်စိတ်တွေရှိခြင်းဟာတကယ်ရရင်ခိုင်မာသူတို့ရဲ့ဇယိုက်လက္ခဏာဖြစ်ပါတယ်အတိတ်ကိုအောင်းမြင်ခြင်းမရှိကြပါဘူးမဆူဒ်အလ်ဟမ်ဒါနီဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာလူတွေကိုအလွန်အမင်းခွင့်လွတ်တာနဲ့ပတ်သက်ပြီးတော့ကြော်ကြားခဲ့ပါတယ်ဘသူမဆူသူ့ထံလာရောက်တောင်းပန်ရင်သူကအတိတ်ကို ပြန်ပြောပွဲမလိုပါဘူးလို့ပဲပြန်လည်ဖြေကြားလေးရှိတယ်မဆူဒ်သခင်ကွယ်လွန်သွားတဲ့အခါ လူတဦးဟာအိမ်မက်ထဲမှာသူ့ကိုမြင်ရတယ်အဲ့တော့အလောရှိမက်ကတင့်ကိုဘယ်လိုဆက်ဆံလဲလို့မေးလိုက်တော့မဆုတခင်ကအရှင်မြတ်ကငါ့ကိုမိမိရှိတော်မောင်မှာရက်တန့်စီတော်မူပြီးတော့ဒီလိုမိတ်နေအလ်မာဒူလာယုဇကာဦးမဆုဒ်အတိတ်ကိုပြန်ပြောွယ်မလို့ဘူးသူ့ကိုဂျန္နတ်ဒုက္ခဘုံခေါ်ဆောင်သွားကြပါလို့ဖြေချလိုက်ပါတယ်ဒါကြောင့်ကျွန်တော်တို့လည်းတတ်နိုင်တဲ့အခါလေးမှာကျွန်တော်တို့အနေနဲ့မှားရွေးတဲ့ပုံကိုယ်တွေကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့ မဟုတ်မမှန်လောက်ကြံပြောဆိုတာတွေစော်ကားတာတွေရှိခဲ့မယ်ဆိုရင်လေကျွန်တော်တို့သူတို့ကို Hazrat Yusuf Alayhis Salam တခင်ပြောခဲ့တယ်လို့ပဲ La tasriba alaykum al-yawm ဒီနေ့ဘာအပြစ်မှမတင်ပါဘူး Al-madu la yuzkar အတိတ်ကိုပြန်မပြောတော့ပါဘူးဆိုတဲ့စကားမျိုးတွေနဲ့တတိရှိရှိဖြေချပေးဖို့ဖြေသိမ့်ပေးဖို့လိုအပ်ပါတယ် Assalamu alaykum wa rahmatullahi wa barakatuh